ထူးမိုးလေဝသတရင်2025ခုနှစ်ဇွန်လ16ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်ည8:00နာရီအချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်တွင်ဖြစ်ပေါ်နေသောအာကောင်းသောလေဖိအားနှင့်ရဝန်း၏အရှိန်ကြောင့်၎င်းကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်တုံလေအာကောင်းရာမှအလွန်ကောင်းနေခြင်းကြောင့်၎င်း အရှိဘက်မှရွေရှားလာသော လေဝေလိုင်းများ၏အချိန်ကြောင့်၎င်း အနောက်ဘက်မှရွေရှားလာသော လေဝေလိုင်းများ၏အချိန်ကြောင့်၎င်းယနေ့ညမှဇွန်လ25ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ခရီးပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ် မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးတစ်ချုံရွာပြီး အချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးမီမြမကံယိုတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တခါတရံမိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်မိုင်30အထိတိုက်ခတ်နိုင်ပါသည်။ လိုင်းမြင့်မှာမြမကံယူရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်းတို့တွင်တစ်ဆက်ပေမှဆဲနှစ်ပေခန့်ရှိနိုင်ပါသည်တို့ဖြစ်ပါ၍မိုးသေးထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စည်းလက်ခြင်းမိုးသီးကြွေခြင်းလျှက်တပြက်ရည်ကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းမြစ်ဒေတာအနီးတွင်နေထိုင်ကြသူများအနေဖြင့် အင်းမြေပြုံမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုဆောင်ရှားနိုင်ပါယံသတိပေးနှိုးဆော်အပ်ပါသည်